္ဓပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မောင်တော်မြို့သိန်းတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မတားလောင်းတွေနဲ့စစ်တုံးမှန်းတွေကိုဖမ်းဆီးရရှိကာဓာတ်တို့အစိတ်ငွေပါတဲ့ဘုံတွေကိုစစ်တပ်ကအသုံးပြုနေပါတယ်နင်းတိုင်းမြို့နယ်6မိုင်ရွာအနီးလေးရကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်စစ်တပ်ကဗိုလ်ကြီးတူပါဝင်ခုနှစ်ဦးဟာသေသွားပြီးလက်နက်တလက်နဲ့ခရမ်းတွေကိုသိမ်းဆဲရရှိတဲ့တဲ့တွင်ပါဝင်နောက်ဆုံးရတဲ့တဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်မောင်တော်မြို့သိန်းတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မတားလောင်းတွေနဲ့စစ်တုံးမန်းတွေကိုဖမ်းဆီးရရှိကာ ဓာတ်တို့အစိမ့်ဝေပါတဲ့ဘုံတွေကိုစစ်တပ်ကအုံပြုနေရလို့ AA ကသတင်းထုတ်ပြန်ပါတယ်။ AA ကမောင်တော်မြို့ကိုအလုံးစုံသိမ်းပတ်ရရှိရေးအတွက်မောင်တော်မြို့အတွင်းစစ်ကောင်စီရဲ့အဆင့်ဆင့်ခုခံတားဆီးထားတဲ့နေရာတွေကိုတစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့ခန့်စစ်နေရာအများစုကိုတစ်ခုပြီးတစ်ခုသိမ်းပတ်ရရှိနေပြီလည်းဖြစ်ပါတယ်။ဒီပြိုင်နက်ထက်မှာပဲမောင်တော်မြို့တွင်းကစစ်ကူမဲ့အခြေအနေစိုးရွားစွာနဲ့ အစုလိုက်အစုလိုက်ဂစင်ကလေးထွပြင်းနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအေကလိုက်လံရှင်လင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေလို့လည်းသိရပါဗျ။ဩဂတ်စာ28ရက်နေ့ကနေဩဂတ်စာ29ရက်နေ့ထိအေကထပ်မံသိမ့်ပတ်ရရှိထားတဲ့မောင်တုံးမြို့ရဲ့နေရာနှံ့ပြားကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်အောက်ခံအကြမ်းဖက်လက်နက်ကင်တွေရဲ့မတားအလောင်းတွေကိုရရှိပြီးစစ်တုံးမန်းတွေနဲ့လက်လက်ခဲယမ်းတွေကိုလည်းထပ်မံသိမ်းဆဲရမိတယ်လို့သိရပါဗျ။လာတို့ဩဂတ်စာ28ရက်နေ့က မောင်တော်မြို့ပြင်မှာတခုတည်းကြန့်ရှိနေတဲ့စစ်ကောင်စီ တရဲ့နခခငါစခန်းကလက်လက်ကြီးတွေပြင်ဓာတ်အစိတ်ဓာတ်ငွေတွေပါတဲ့ဘုံတွေကို အသုံးပြုကတိုက်ခိုက်လာခဲ့လို့လည်းသိရပါဗျ။ဒါအပြင်မောင်တော်မြို့အတွင်းကနေစုတ်ခွာထွက်ပြေးနေစဉ်တွင်တိုက်တာအဆောက်အုံတို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့လို့သိရပါဗျ။မောင်တော်မြို့တဲတိုက်ပွဲအတွင်းစစ်ကောင်စီနဲ့အကြမ်းဖက်လက်လက်ကိုင်တွေကလူသားတိုင်းကဖြစ်ဖမ်းဆီးခေါ်ဆောင်ထားတဲ့အပြစ်မဲ့အရက်သားပြည်သူတို့ နှစ်ပေါင်း6000နီးပါးကိုလည်းအေကဲထုတ်နိုင်ခဲ့လို့လည်းသိရပါရဲ့ရှင်။ မန္တလေးရတဲ့တင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတန်းတပည့်ချင်းမြို့နယ်လေးမိုင်ရွာနယ်တော်ဝါတိုင်းကုန်းကအကျန်းဖက်စစ်တပ်တက်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်လက်73လက်ကိုသိမ်းဆည်းရရှိခဲ့လို့အမှတ်တေစစ်ဒေသကပြောပါရစေ။ဩဂတ်စာ29ရက်နေ့ကနေစတင်ပြီးတပည့်ချင်းမြို့နယ်ကတတက73စက္ခတာနှင့်တာနာတာ1ထုံနှုတ်အဖွဲတက်ဆွဲထားတဲ့လေးမိုင်ရွာနယ်တော်ဝါတိုင်းကုန်းကအကျန်းဖက်တပ်သားတွေကိုပြုံးလွင်ခံကုတ်ကဲရေးမှုကုတ်ကဲမှုနဲ့ဩဂတ်စာ30ရက်နေ့မနက်ပိုင်းအချိန်မှာ တော်လိုင်းတစ်ဖက်တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီတခတ်မှုကိုပြုံးရင်ခင်တရင်တတရင်နဲ့အမှတ်900ကိုအမှတ်910အမှတ်910တရင်ပြုံးရင်ခင်တပိတ်ကြီးမြို့နယ်ပါကဖားမန္တလေးခင်ဒရုန်းတပ်ဖွဲ့အမှတ်10ရွှေဝခင်ကိုကရေယုံဒရုန်းတပ်ဖွဲ့ကမ်ဘလူခင် W89 တို့ပူးပေါင်းလုဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။တိုက်ပွဲတွေမှာအကြက်ပတ်တပ်သားတွေစီကနေလက်လက်73လက်ကြီ2996တောင်း ဒရုန်းတွေလာနှစ်လက်60မမဘုံဒီ43လုံးအင်နာက6လုံးနဲ့ GA22 ခုတို့ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါပါတယ်ရှင်။ ဒီတစ်ခါမှာတော့မကွေးတိုင်းပခုတ်ကူမြို့ပေါ်ကစစ်တပ်လက်အောက်ကမြမစီးပွားရေးဗန်ရှိမှာလုံခြုံရေးအဆောင်စစ်တပ်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတအုပ်ဟာဒေသပြီးလက်လက်တလက်နဲ့ခရမ်းတွေကိုသိမ်းဆဲရရှိခဲ့တယ်လို့မြိုင်ပကပကတော်လန်းသတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြပြပါရယ်မနေ့ကမနေ့ပိုင်းမှာပခုတ်ကူမြို့မှာစေလွတ်လပ်ရေးပန်းချံအနောက်ဘက်ကအကြက်ဖက်စစ်ကောင်စီလက်အောက်ခံမြမစီးပွားရေးဗန်ရှိမီနီအိုးဝေပေါ်ကစစ်သားတွေကို 6လုံးမျိုးတနက်နဲ့3ချက်တိတိပြစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပြစ်ခတ်မှုကြောင့်စစ်သားတအုပ်ဟာနှစ်ထင်းနှစ်ချက်နဲ့လယ်ဘင်းတစ်ချက်ထိမှန်ပြီးပွဲချင်းပြီးတေဆုံးသွားတယ်လို့လည်းသိရပါတယ်။အဲလိုစစ်သားကို ပြစ်ခတ်နေချိန်မှာရင်ထင်းရဲသုံးမှာဗန်ဒဲကိုပြေးဝင်သွားတယ်လို့လည်းသိရပါတယ်။ဒေါ်လန်တက်တွေရဲ့ပြစ်ခတ်မှုကြောင့်ခမရ253တက်ရင်းကစစ်သားတအုပ်ဟာတေသွားတာဖြစ်ပြီး MA3 တနက်တလဲ 5.56G အမျိုးအစား24တောင်းကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါပါတယ်ရှင်။ ဒီတစ်ခါမှာတော့တလင်းသာရီတိုင်းတလင်းသာရီမြို့နယ်6မိုင်ရွာအနီးလေးရကြဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်အကြက်ဖက်စစ်တပ်ဘက်ကဗိုလ်ကြီးတူပါဝင်9ဦးဟာသေသွားပြီးလက်နက်တလက်နဲ့ခရမ်းတွေကိုသိမ်းဆည်းရရှိခဲ့လို့ဗိတ်ခရမ်းပူပေါင်းစစ်ကြောင်းတစ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရယ်။ဩဂတ်စ26ရက်နေ့မှာတလင်းသာရီမြို့နယ်အခြေဆက်အကြက်ဖက်စစ်ကောင်စီရဲ့ခမရ961တရင်က6မိုင်ကျွာဘက်ကိုအင်အား80ခန်းနဲ့ဝင်ရောက်လာတဲ့အကြက်ဖက်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကနှစ်ဖက်ညှက်ပိတ်ပစ်ခတ်တိုက်ခတ်ခဲ့ရမှာ ာ၄ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ကဗိုလ်ကြီးတူပါဝင်ခုနှစ်ဦးဟာတေသွားပြီး၁၀ဦးကျော်ဒဏ်ရာရရှိခဲ့ကာ တော်လည်းပူပေါင်းတက်ဖွဲ့ဘက်ကလည်းရဲဘော်လေးဦးဟာဒဏ်ရာအနှဲငယ်ရရှိခဲ့လို့လည်းသိရပါဗါတိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းစဉ်တွင် အကြက်ဖက်စစ်သားတွေစီကနေ60မမစင်ပြောင်းတလဲ60မမဘုံဒီလေးလုံး RPG ဘုံဒီလေးလုံးပို့ရန်လေးတောင်းကြည်ပေါ့စ်၃ခုအင်းနာကဘုံဒီတစ်လုံးနဲ့ဖုန်းတစ်လုံးတို့ကိုတင်းဆက်ရရှိခဲ့လို့လည်းသိရပါဗါအထိနာသွားတဲ့အကြက်ဖက်တပ်သားတွေဟာထုံတော်ရွာနဲ့၆မိုင်ရွာကအပြစ်မဲ့ပြည်သူ၈ဦးကိုအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး 6ဦးဟာပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့လည်းကျန်2ဦးမှာအခုချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲပျောက်ဆုံးနေရလို့လည်းသိရပါတယ်ရှင်။ ရှမ်းပြည်နယ်တိုင်းတပောက်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ခမ်းရွာကတောင်အမျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေရင်နဲ့လက်လက်ခဲယမ်းတွေကိုကျဲချနေတယ်လို့ TNL ကပြပြပါရစေ။ဩဂတ်စ30ရက်နေ့မှာနောင်ချိုမြို့နယ်တောင်ခမ်းရွာကအကြမ်းဖက်စစ်ကောင်စီရဲ့ကိုအနှစ်တက်စကန်မှာတောင်အမျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗါးအဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့နှစ်ကြိမ်လာရောက်ဘုံကျဲတခတ်ခဲ့ပြီး Y12 နဲ့လက်လက်ခရမ်း85တုပ်ကိုလည်းလာရောက်ကျဲချပို့ဆောင်ခဲ့လို့လည်းသိရပါဗါးဒါအပြင် ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူကနေနောင်ချိုမြို့နယ်အတွင်းကိုစစ်ရင်အားပြန်လည်ဖြစ်တင်းဖို့ကြိုးပမ်းနေတဲ့အကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့လည်း TNL ကပြောပါရရှင် အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ကရင်ပြည်နယ်ကစိုက်ဘာငွေလင်လုပ်ငန်းမှာပါဝင်ပတ်သက်နေတဲ့ ဒုဝန်ကြီးအောင်ဓာတုဒေါက်တာမရှိတိုင်းအိဗရာဟင်ကိုမလေးရှားရဲတပ်ဖွဲ့နဲ့အကျင့်ပြတ်ခြားဆောင်မှုတိုက်ဖြတ်ရေးကော်မရှင်ကစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ Justice for Myanmar ကပြောပါရယ်။ကရင်ပြည်နယ်ကစိုက်ပါငွေလိမ်ဘိုချက်တခုမှာ မလေးရှားဒုတိယဝန်ကြီးဟောင်းနဲ့သူ့ရဲ့ခင်မွန်းဖြစ်သူဓာတုအဗဒူရှာကော်ဘင်အာဘူဘာကာတို့ပါဝင်ပတ်သက်နေမှုပေါ်ကို မလေးရှားရဲတပ်ဖွဲ့နဲ့အကျင့်ပြတ်ခြားဆောင်မှုတိုက်ဖြတ်ရေးကော်မရှင်တို့ကစုံစမ်းစစ်ဆေးမှုတွေကို Justice for Myanmar ကကြိုးဆိုတယ်လို့လည်းပြောဆိုထားပါရယ်။ မြန်မာနိုင်ငံတွင်ရာစုစီဝါခိုင်းလုပ်ငန်းတွေမှာ ဒုဝန်ကြီးဟောင်းနဲ့ခင်မွန်းဖြစ်သူတို့ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီးသူတို့ရဲ့ထွက်ဆိုချက်တွေကိုရယူပြည်ပြီလို့မလေးရှားရဲတပ်ဖွဲ့အကြီးအကဲကသတင်းစာရှင်းလင်းပွဲမှာအတိပြုပြောဆိုထားပါတယ်။လက်ရှိအချိန်မှာရဲတပ်ဖွဲ့ဝင်တွေဟာတပ်တွေတွေကိုရှာဖွေနေတယ်လို့မလေးရှားအကြံပြန်ချဆောင်းမှုတပ်ဖြည့်ရေးကော်မရှင် MNCC ကလည်းမရှိတိုင်းအီဘရာဟင်ပေါ်စုံစမ်းစစ်ဆေးမှုတွေစတင်လုပ်ဆောင်ခဲ့လို့လည်းသိရပါတယ်။မြန်မာစစ်အုပ်စုရဲ့မဟာမဲပြည်သူစစ်အဖြစ်လဲကရင်နယ်သားဆော ောင်တပ်ဖွဲ့၊ကရင်မျိုးသားတပ်မတော် BGF KN နေနဲ့တူထောင်မိုင်းပတ်မှာပါဝင်နေတဲ့မလေးရှားနိုင်ငံသားတွေရဲ့အခန့်ကဏ္ဍကိုဖော်ထုတ်ထားတယ်။ Justice for Myanmar ရဲ့မေလအစီရင်ခံစာထွက်ပေါ်ခဲ့ပြီးအခုလိုစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမာများပါ။